โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်တို့ဒီမှာဒီဘောနော်ဒီ elevator ရေးနေတဲ့နေရာမှာကျွန်တော်တို့ကနော်အခုဘောနော်ဒီအထက်တိုင်းကိုတော့ကျွန်တော်တို့ကရေးခဲ့ပြီးပြီဆိုတော့အခုကျွန်တော်တို့ဒီ elevator ကိုနော်ကောလုံးမဲ့စနေတစ်ခုကိုကျွန်တော်တို့ဆက်ပြီးတော့ရှင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ call နဲ့ stop တော့နှစ်ခုရှိတယ်အဲ့တော့ call လုပ်တဲ့အချိန် ပေါ့နော်။ call လုပ်တဲ့အချိန်မှာကျွန်တော်တို့က program ကိုဘယ်လိုရေးမလဲဆိုတာကိုကျွန်တော်ဒီမှာဆက်ပြောသွားမှာပေါ့နော်။ကဲအဲ့တော့ဒါကျွန်တော် call ပေါ့နော်အဲ့တော့ဒီ rush ကိုကျွန်တော်တို့ကနာမည်ပေးရမယ်ဆိုရင်နော်အဲ call လို့ပဲနာမည်ပေးလိုက်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ internet register နော် internal memory တစ်ခုပေါ့နော် internal memory တစ်ခုကျွန်တော်တို့အောက်ကိုထုတ်သွားပါပြီနော်ဒါလေးတွေပေါ့နော်ဆိုတော့အဲကျွန်တော်ဒီမှာရေးသွားမယ် internal memory ကနော်ဒါကျွန်တော်တို့နော် call ဆိုတဲ့ခလုတ်ကိုနှိပ်တဲ့အချိန်မှာဖြစ်လာမယ်အခြေအနေ ဆိုတော့ဒီ call ဆိုတဲ့မီလုံးလေးတင်ဖို့အတွက်ကြာကျွန်တော်တို့ကဒီအောက်ဖို့ပေါ့နော်ဒါလေးကျွန်တော်တို့ထုတ်ရအောင်ပြီနော်ဒီမှာနော်ကျွန်တော်ဒီမှာဒါလေးဟုတ်ပြီနော်ဒါလေးကျွန်တော်တို့ထုတ်ထားဖို့လုပ်တယ်နော် okay ဆိုတော့ call ခေါ်တဲ့အချိန်မှာကျွန်တော်တို့ကနော်ဘာဖြစ်နေရမှာလဲဆိုတော့ motor က stop ဖြစ်နေဖို့လုပ်တယ်ဟုတ်ပြီနော် Morana Kuluga no to ye up go down or condition the Kuluga close to the motor eh? I do it to Noruga dima up down modae up down no okay I don't know to my achievement no and ဒါကကျွန်တော်တို့ဓာတ်လေကားရေကားပေါ့နော်ကားအက်ကားတောင်းပေါ့နော်โอเคဒါမျိုးလေးတွေဟုတ်ပြီနော်ကျွန်တော်ဓာတ်လေးတွေလို့တယ်ပေါ့နော်ဓာတ်လေးကျွန်တော်ခက်တာကိုလို့တယ်ဟုတ်ပြီနော်โอเคအဲ့တော့နောက်တစ်ခုက stop ဟုတ်ပြီနော် stop အဲ့တော့ stop လည်းဒီတိုင်းပဲနော်ဒီသဘောတရားတိုင်းပဲအဲ့တော့ stop ကိုရေးတဲ့အခါမှာကျွန်တော်တို့က เนาะဒါလေးထည့်ပါမယ်เนาะအဲ့တော့ဒီ stop ရဲ့ indicator ဒီလိုထည့်ပဲပြီးသွားရင် stop ရဲ့ internal memory ဟုတ်ပြီเนาะအဲ့ stop ဆိုတဲ့ခလုတ်နှိပ်လိုက်တဲ့အချိန်မှာပေါ့เนาะကျွန်တော်ဖြစ်လာမယ် internal memory ထည့်ဖို့လို့ဟုတ်ပြီเนาะပြီးသွားရင်တခါကျွန်တော်တို့ကဒီမှာ stop ဟုတ်ပြီเนาะအဲ့တော့ not stop here, it's not what you want. Now we're not upwardly, now we're not dali. And you stop here like you want. Eh, 12 ampere upward, no? Dali to your table, no? Okay, dali to your table. So, the device could not look at the way PM is seeing. And you are stop to the rest, no? Or, the stop rush malady time, no? no. ကျောက stop ဖြစ်လာတဲ့အခါမျိုးမှာနော်ဒီနှစ်ခုလုံးက close ဖြစ်နေမှုလို့ရတယ်။ဟုတ်ပြီနော်။အဲကြောင့် stop ဘောတော့နှိမ့်တဲ့ချိန်ပေါ့နော်။ဒီနှစ်ခုလုံးက stop ဖြစ်နေမှုလို့ရတယ်။ဟုတ်ပြီနော်။ Okay ဆိုတော့ဒါကကျွန်တော်ဒီ call နဲ့ stop ဘောတော့နဲ့ပတ်သက်တဲ့အဲဒီ program ကိုကျွန်တော်ဒီမှာ letter ကိုပြပြလိုက်တာဖြစ်ပါတယ်။ သူ internet register သုံးရတယ်နောက်တစ်ခါကျွန်တော်တို့ဒီเนาะဒီ stock နဲ့ call နဲ့နှိပ်တဲ့အချိန်မှာเนาะဒီကားရဲ့ဒီ motor တွေကเนาะ open ဖြစ်နေလို့မရဘူး close ဖြစ်နေပါပဲဟာပြီเนาะတားပါပဲเนาะ okay ဒါဆိုရင်ကျွန်တော်တို့ကဒီ elevator ရဲ့เนาะ ဒီ app ဆိုတဲ့ condition လေးကိုကျွန်တော်ဆက်ရေးမယ်ဟုတ်ပြီနော်အဲ့တော့ elevator app ဖြစ်တဲ့အခါမှာကျွန်တော်က internet register တခုကိုကျွန်တော် output ထုတ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ device ရဲ့ memory ဟုတ်ပြီနော် device memory တခုကျွန်တော်ထုတ်ပေးရဆိုတော့ဒါပါဘူးပြောချင်တာလဲဆိုတော့ elevator လဲနေတဲ့အချိန်ပါပေါ့နော် elevator ဟာ app ကိုသွားနေလားအထောင်းကိုသွားနေလားဆိုတာကိုကျွန်တော်တို့ကเนาะဒီ memory တခုအနေနဲ့ထုတ်ပြချင်ဟုတ်ပြီနော်အဲ့တော့ ီနေရာမှာကျွန်တော်ဘောနော်ဒီ elevator ရဲ့ app ဆိုတဲ့အောက်ကြီးတဲ့ကဘောနော်ကျွန်တော်တခါလေးကြီးလိုက်ပြီဘောနော်အဲ့တော့မှ elevator app elevator app ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကဘာလို့လဲဆိုရင်เนาะကျွန်တော်ဒီ sheet မှာကျွန်တော် အထက်တိုင်းနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်ရေးပြခဲ့တဲ့အခါမှာကျွန်တော်ကဒီ app ဖြစ်တဲ့ဖြစ်စီတဲ့ကောနော်ဒီ internal memory တွေကိုကျွန်တော်သုံးထားတာရှိတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီ internal memory တွေကိုပဲကျွန်တော်ကဒီမှာပြန်သုံးပါဟုတ်ပြီနော်ဆိုတော့သုံးခဲ့တဲ့ internal memory ရှိတယ်အဲ့တော့အဲ့ဒါတွေကိုပဲကျွန်တော်ဒီထဲမှာပြန်ပြီးတော့အဲထည့်သွင်းသွားမှာပေါ့နော် ဟုတ်ပြီနော်ဒါဆိုကျွန်တော်တစ်ချက်သွားကြည့်ရအောင်နော်အဲကျွန်တော်တို့ဒီမှာသုံးမဲ့ internal memory ကဘာဖြစ်မလဲဆိုလို့ရှိရင် okay နော်ဒါခါလေးထည့်လိုက်မယ်ဟုတ်ပြီနော်အဲကျွန်တော် app ဖြစ်စေတဲ့ဟာတွေတစ်ချက်သွားကြည့်ရအောင်နော်အဲကျွန်တော်ကဒီမှာ app ဖြစ်စေတဲ့ဟာတွေကဘယ်ရဆမလဲကျွန်တော်ဒီရဆဟုတ်ပြီနော်ဒီရဆ okay ဒါလေးဟုတ်ပြီနော် နော်ဒါလေးနော်ဒီအဆမဲ့ now ပါတခုတည်းရှိဘူးလဲဆိုကျွန်တော်ဒီမှာနော်ဒီမှာဒါလေးဟုတ်ပြီနော်ဟေ့နောက်ခုကပါရှိဦးလို့ကျွန်တော်ဒီမှာဒါလေးဟုတ်ပြီနော်ဒီမှာဒါကျွန်တော်အဖြစ်စီတဲ့ဟာလေးပေါ့နော်ဒါလေးအပေါ်လုံးကိုကျွန်တော်တို့ကဒီမှာ เนาะထည့်သွင်းပေးရမှာပါเนาะဒါဆိုရင်ကျွန်တော်တို့ပေါ့เนาะဒါက elevator ရဲ့ဒီ app condition ကိုကျွန်တော်တို့ရေးသွားတာဖြစ်ပါတယ်ဟုတ်ပြီเนาะဆိုတော့ဒီနေ့သင်ခန်းစာမှာကျွန်တော်တို့เนาะဒီ call ရဲ့ stop ရဲ့ elevator ရဲ့ app condition ရဲ့ဟိုကျွန်တော်တို့ကနော်ဒီ program ထဲမှာရေးပြခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲ ားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။